လန်ဒန်မှာအလှဆုံးစာအုပ်ဆိုင်ကိုသွားလည်ကြည့်အောင်ပါလူတွေအများကြီးပဲเนาะအဲ့တော့စာအုပ်ဆိုင်မှာအဲ့လိုမျိုးလူများနေရအောင်ရမ်းအဝမ်းတပါတယ်ပုံမှန်ဆိုရင်စာအုပ်ဆိုင်မှာလူမရှိဘူးပေါ့เนาะဒီမှာတော့စာဖတ်တဲ့သူတွေအများကြီးရဲ့ထင်တယ်ပေါ့เนาะစာအုပ်ဆိုင်မှာလူတွေအများကြီးပဲပြီးရင်ဖြိုးရလေအဲ့လိုစာအုပ်စပေးဖို့ပေါ့เนาะ promote လုပ်တယ်ဆိုတာကလေဖြိုးမြဲခံယူတာကပေါ့เนาะဖြိုးတို့ဘဝမှာ ပြဿနာအစ်စ်ဆိုတာမလုံးဝမရှိဘူးဒီလားကျွန်တော်တို့အားလုံးဘဝမှာကြုံတွေ့နေရတဲ့ပြဿနာတွေအကုန်လုံးရဲ့အဖြစ်ဟာစာအုပ်တွေထဲမှာရှိတယ်ဒါကြောင့်မို့လို့စာဖတ်တယ်ဆိုရင်အမြဲတမ်းပဲ ကိုဘဝမှာရှိသမျှပြဿနာတွေကိုအကုန်လုံးဖြေရှင်းလို့ရရပေါ့နော်အစာမျိုးများဖက်ပါတကယ်စာဖတ်တဲ့သူကစာမဖတ်တဲ့သူထက်အဆဆရရတာတယ်ပေါ့နော် marketing လုပ်နေရချင်းတူတူကစာဖတ်တဲ့သူကစာမဖတ်တဲ့သူထက်တာတယ်ချို့လိုမျိုး online ပေါ်မှာ education လုပ်နေရချင်းတူတူဆိုရင်တော့မှစာဖတ်တဲ့သူနဲ့မဖတ်တဲ့သူကအရန်กว่าတယ်ကိုက parent လုပ်နေရတော့မှစာဖတ်တဲ့မိဘနဲ့စာမဖတ်တဲ့မိဘနဲ့အရန်กว่าတယ်အရာရာကစာဖတ်တဲ့သူနဲ့မဖတ်တဲ့သူနဲ့က တကယ်တမ်းကျတော့အရန်ကွာချတယ်ဟုတ်တယ်မဖြိုးရဒါဆိုတချို့လူတွေစမ်းမဖက်ဖဲနဲ့တထိပ်ဖြစ်သွားရပေါ့နော်ဟုတ်တယ်စမ်းမဖက်ဖဲနဲ့တထိပ်ဖြစ်တဲ့သူတွေကတချို့စီးပွားရေးတွေကသူတို့ကံကောင်းပြီးတော့မှတထိပ်ဖြစ်သွားရကွာဒါပေမဲ့အဲ့လိုလူမျိုးရင်းနဲ့ပေါ့နော်စကားပြောချီအားချက်စရာမရှိဘူးကွာသိလားမလားအထဲမှာအနှစ်သာရမရှိဘူးဆိုတဲ့ခံစားချက်ရှိရဟုတ်တယ်မလားအဲ့လိုမျိုးတထိပ်မျိုးတော့ဖြစ်ချင်တာဒီစားဖို့မှရှိရအရန်ကောင်းတယ်စီးပွားရေးလုပ်တဲ့သူတွေအတွက်ဖက်တဲ့နဲ့စားဖို့ပါနောက်နေ့ကျရင်ရွှေနှုတ်ထဲမှာထည့်ပေးမယ်ပေါ့နော် ဒီစောက်ဆိုင်ရဲ့ vibe က old money vibe နော်စောက်ဆိုင်ထဲမှာ old money new money ဆိုဒီစောက်ဆိုင်ကလည်း old money vibe ပေါ့နော်อืมဒါနဲ့ပေါ့နော်ရွှေနှုတ်ထဲမှာအားလုံးအရင်ဖက်စစ်ချင်တဲ့စောက်လေးအဲတအုပ်ကိုညွန့်ပေးချင်ပါတယ်အဲ့စောက်ကအခုမြင်နေရတယ်ပေါ့နော် the ancient generation ဆိုတဲ့စောက်ပါအဲ့စောက်ကိုလုံးဝလုံးဝမဖြစ်မနေဖတ်ဖို့ရှာအတွက်ညှိုးချင်တယ်ပေါ့နော် ဘာလို့လဲဆိုတော့အခုခေတ်ဆိုရှယ်မီဒီယာအင်တာနက်တွေနဲ့ကြီးပြင်းလာတဲ့သူတွေအကုန်လုံးပဲနောင်ကြရင်ပေါ့နော်ဆိုဆိုက်တီမှာအပြောင်းလဲအကြီးဖြစ်တော့မဲ့အကြောင်းကိုရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။အဲ့တော့ဖတ်ပြအောင်တော့ဖတ်ပါလို့နော်။အလုံးဘလို့သဘောရလဲဒီစာအုပ်ဆိုင်လေးကိုသဘောကျလားပြီးရင်စာအုပ်ဆိုင်ကိုရောကိုကိုရံရောသွားပစ်လားစာအုပ်တွေရောဝယ်ပစ်လား။ဖြူကတော့ဘယ်နိုင်ငံရောက်ရောက်စာအုပ်ဆိုင်ကိုအမြဲတမ်းအမြဲတမ်းသွားပြပါတယ်။မဖြူပြောခဲ့တဲ့စာအုပ်တို့ရွှေနှုတ် application နဲ့မှာအတန်းနဲ့ရောစာနဲ့ပါဖတ်ရှုနိုင်စင်နိုင်ပါရဲ့ရှင်။